မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်လုံးပိုင်20နဲ့အလဲမဟုတ်ရင်အပိတ်နေရာမှာရှာပေးနေတဲ့ကီး၃လုံးယူတဲ့နီးကိုလည်းတစ်ဆက်တည်းဒီဗီဒီယိုထဲမှာတင်ပြသွားမှာဖြစ်ပါတယ်ပါတော့အရင်ဆုံးကျွန်တော်တို့လုံးပိုင်20ကိုအတူတူလေ့လာကြည့်အောင်ပါခင်ဗျာဒီ143တပင်ကနေ863တပင်ကိုတွက်ပြမှာဖြစ်ပါတယ်63ညီက78ရှင်းနေပေါင်းတာ66 6နဲ့6နဲ့ထပ်ပေါင်းတာ72ဆိုပြီးရတယ်ဗောနော် နေပေးကြီးမယ်နောက်ထပ်9နာချိန်10တုံများနဲ့6ပေါင်း6ဆိုတော့နေနဲ့6နဲ့ထပ်ပေါင်းတာ8ဆိုပြီးရတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်တို့က7လုံးပိန်ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာက7 6 3ဆိုပြီးခြားပေးသွားခဲ့တယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်တို့ဒီ7လုံးပိန်က ထိစီနေရာကခြားပေးသွားတာဖြစ်ပါတယ်โอเคအဲ့ဒီ663တပင်ကနေကျွန်တော်တို့ထပ်ပြီးလေ့လာကြအောင်ပါနော် 663ဆိုတဲ့ဒီ663တပင်ကနေအပေါ်ကနေတန်ပဲထပ်ပြီးလေ့လာမယ်ပေါ့နော်။ရှေ့ရက်ဒီနေ့ရက်ပေါင်းရှင်းက30ဖြစ်ပါတယ်။9329 9ခုပဲရေးမယ်။ဒီလေးနှစ်ချိန်ပေါင်းရှင်းရှင်းနဲ့ပေါင်းတာ16 6နဲ့6နဲ့ထပ်ပေါင်းရှင်း7နေရာတွေအတွက်ခွန်ရက်နေ့ရက်ထပ်ပေါင်းရှင်း9ဆိုတဲ့အတွက်ကျွန်တော်တို့9လုံးပင်ရမှာဖြစ်ပါတယ်။နောက်ထပ်တပင်မှာကနေ့တုံညာ9ချပေးသွားခဲ့တယ်ပေါ့နော်။ကျွန်တော်တို့9လုံးပင်ကြတော့အပိတ်နေရာမှာချပေးသွားခဲ့တာဖြစ်ပါတယ်။ โอเคကျွန်တော်ဒီနှစ်တော်များကိုတပင်ကနေအပေါ်ကယူတဲ့ဤတိုင်းပဲထပ်ပြီးတော့လေးလာကြည့်မယ်ပေါ့နော်โอเคဒါဆိုရင်ဒီအနောက်ကပေါ့နော်အနောက်ကနေနဲ့ငါးပေါင်းရှင်းကခွန်ယူမယ်33လီက9ဆိုတဲ့အတွက်9နဲ့ခွန်နဲ့ထပ်ပေါင်းတာ6ဖြစ်ပါတယ်16ပေါ့နော်ဒီ6က3ကြိမ်ဆိုတဲ့အတွက်63နဲ့78ရှင်းနဲ့3ပေါင်း73ဆိုတဲ့အတွက်6နဲ့3နဲ့ထပ်ပေါင်းရှင်း9ရတယ်ပေါ့နော် ဒါကြောင့်မို့ကျွန်တော်ခုနှစ်လုံးပိုင်မှာနောက်ထပ်တစ်ပြင်မှာသူချပေးသွားတာကခွန်ခွန်9ဖြစ်ပါတယ်ခုနှစ်လုံးပိုင်မှာခွန်ခွန်9ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီခုနှစ်လုံးပိုင်ထိတ်စီနဲ့အလဲထိုင်နေရမှာချပေးသွားခဲ့တယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ခွန်ခွန်9တပင်ကနေထပ်ပြီးလေးလာကြည့်မယ်ခင်ဗျာဒီတုံးတုံများဒီတုံများခွန်ရနေ့ရပေါင်းရှင်က9 ကိုနဲ့ကြရဆက်ရှိရှင်းတဲ့ဒီလေးချောင်းပေါင်းတစ်စီဆိုတော့ချစ်ပေါ့နော်ကိုရှိကဆက်ခွန်ရတဲ့အတွက်ခုနှစ်လုံးပိန်ဖြစ်မှာဖြစ်ပါတယ်ဒီခုနှစ်လုံးပိန်မှာခွန်၃ည၃ညခြားပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ခုနှစ်လုံးပိန်ထိရှိညာကဖြစ်ပါတယ်ခုနှစ်လုံးပိန်မှာခွန်၃ည၃ညဖြစ်ပါတယ်โอเคကျွန်တော်ခွန်၃ည၃ညနေထပ်ပြီးလေ့လာကြည့်မယ် ဒီခွန်9ပေါင်းတာ7953ဒီ55 9နေပေါင်းရှင်900ရတယ်ဗောနော်ခွန်ဖြစ်ပါတယ်ပြီးရင်ဒီတင်းနေကြရနေနေချေပေါင်းတဲ့6တလုံးကြမယ်ဗောနော်ဆိုတော့ခွန်နဲ့6ပေါင်းရှင်73ဆိုတဲ့အတွက်3လုံးပိန်ဖြစ်ပါတယ်နောက်ထပ်တစ်ပိန်မှာက3000ဆိုတဲ့အတွက်အဲ့ဒီ3လုံးပိန်ကထိရှိနေရကခြားပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်3000ကနေထပ်ပြီးတူတူလေ့လာကြည့်မယ်ဗောနော် ဒီ၄၃၄၂နည်းနဲ့၃ပေါင်ချင်း၅၅နဲ့ပေါင်ချင်း30ဖြစ်ပါတယ်။ဒီ၁၂ချင်းက၄၆နဲ့ချင်းကလည်း7နည်းဆိုတဲ့အတွက်နည်းနဲ့၄ပေါင်ချင်း၄၃များနဲ့၄ပေါင်ချင်း၄ဆိုတဲ့အတွက်၄လုံးပိုင်ရမှာဖြစ်ပါတယ်။၈၉၄ချပေးသွားခဲ့တဲ့အတွက်ကြောင့်မို့အဲ့ဒီ၄လုံးပိုင်ကအပိတ်နေရာကချပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ Okay ၄လုံးပိုင်၈၉၄ကနေထပ်ပြီးလေ့လာကြအောင်။ ဒီ3တလီ338ကစတဲ့တင်းတဲ့ငါးပေါင်းရှင်း600ရယ်ဗောနော်3ခွန်ပေါင်း30 36ပေါင်းရှင်း900မှာဖြစ်ပါတယ်69ပေါင်းရှင်း55ဆိုတဲ့အတွက်ငါးလုံးပိန်ဖြစ်ပါတယ်နောက်ထပ်ဒီဘက်မှာက963ချပေးသွားခဲ့တယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်ဒီငါးလုံးပိန်ကထိစီနေရာကဖြစ်ပါတယ်โอเคကျွန်တော်963တပင်ကနေတပီးတူတူလေ့လာကြည့်မယ်ဗောနော် 9345 9နဲ့ဒီ9ပေါင်း30တလုံးရမှာဖြစ်ပါတယ်။နှစ်နှစ်ချိန်ပေါင်း4 4နဲ့6ပေါင်း30 4တလုံးကြာမှာပေါ့နော်။3ပေါင်းရှင်900ရာတွေအတွက်9လုံးပိုင်ဖြစ်ပါတယ်။6 8 9သွားတွေအတွက်အဲ့ဒီ9လုံးပိုင်ကအပိတ်နေရာကဖြစ်ပါတယ်ခင်ဗျာ။အပိတ်နေရာကခြားပြီးသွားခဲ့တယ်ပေါ့နော်။ဒါဆိုရင်9ချိန်အတွက်ဒီ20အတိုင်းပဲထပ်ပြီးလေ့လာကြအောင်။ဒီ6 4024လေးနဲ့ဒီ3ပေါင်းချင်း900ရမှာဖြစ်ပါတယ်6က3ချိန်78ရှင်းနဲ့တပေါင်း99ပေါင်းချင်း16ရတဲ့အတွက်ဒီ9လုံး9ချိန်မှာ6လုံးပိန်ဆိုပြီးတော့အဲ့ဒီ20အရာ6လုံးပိန်ရနေတာဖြစ်ပါတယ်7လုံးပိန်မှာ6ဆောင်း3 9လုံးပိန်မှာနှစ်တော်များကို9လုံးပိန်မှာ9 9 9900 3 9 9 6 9 5 6 3 68ဒီတပတ်မှာတော့ကျွန်တော်တို့တနည်းအရာ6လုံးပိန်ရတယ်ဗောနော ဒီ20ရရာခုနှစ်လုံးပိန်မှာခွန်9ခွန်နောက်ထပ်တစ်မျိုးပေါ့နော်ဒီ3လုံးပိန်မှာ3ခွန်9ခုလုံးပိန်မှာ9ခု8 3ပိန်ရှားပေါ့နော်9လုံးပိန်မှာ9တုံများလေးခုနှစ်လုံးပိန်မှာ8 6ခွန်3ပိန်ရှားပေါ့နော်နောက်ထပ်3ပိန်ရှားမှာ6လုံးပိန်ရတယ်9 6နဲ့3လုံးပိန်မှာ8 6 3 3လုံးပိန်မှာ3ခွန်ခွန်ဒီတစ်ပတ်မှာ20ရရာ6လုံးပိန်ဆိုပြီးရတာပေါ့နော်ဒါဆိုရင်6လုံးပိန်ကျွန်တော်တို့20နှစ်မျိုးဖြစ်ပါတယ်ပေါ့နော်ဒီမှာလဲ6လုံးပိန်ရနေတယ် နောက်ထပ်ဒီမှာတဲ့ရှားလုံးပိန်ဆိုပြီးယာနေတာဖြစ်ပါတယ်။ Okay နောက်ထပ်ကျွန်တော်အလေနဲ့အပိန်ညာမှာရှားပိနေတဲ့ကီး၃လုံးယူတဲ့နှစ်ကိုထပ်ပြီးလေ့လာကြအောင်။ဒီတွယ်နှစ်ကတော့ကျွန်တော်ပြီးခဲ့တဲ့တပတ်မှာရှားပိသွားခဲ့တဲ့တွယ်နှစ်အဆက်ဖြစ်ပါတယ်ခင်ဗျာ။အကျဉ်းရအဖြစ်14 15 16ကနေစပြီးရပြထားတယ်ဗောနော်ကိုခုံကနေစပြထားတာဖြစ်ပါတယ်ကိုအပိတ်ဒီတင်းလေး6မှာ6အလေ69တိကိမှာကိုတလုံးက39ကအလေဗောနော် ရှောက်တော်များတော့မှာတော်များအလဲ၆၆မှာနှစ်အလဲ၄၈တက်မှာတက်တလုံးအပိ၅၉၈၈မှာအလဲတက်တက်၆မှာရှောက်အပိ၆၉တော်များမှာ၉အလဲပေါ့နော်၉အလဲ၄ပိ၃အပိ၃အလဲ၄အလဲပေါ့နော်ခွန်အပိအလိုလေးအလဲ၃မဟုတ်အပိညာမှာရှားပေးနေတဲ့အထီးကီး၃လုံးယူတဲ့နည်းဖြစ်ပါတယ် โอเคကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်မှာ73အလေးအပိတ်အထိပေါ့နော်အဲဒီမှာ69ဆိုရတဲ့အတွက်ကြောင့်မို့အထိကိ73တဲ့က73တလုံးကအလေးထဲနေရာက ခြားပေးသွားခဲ့တာဖြစ်ပါတယ်โอเคကျွန်တော်တို့အကြိမ်အဖြစ်40နဲ့3ကြိမ်ရှိသွားခဲ့ပြီဖြစ်ပါတယ်40နဲ့4ကြိမ်ဒီ9ကြိမ်အတွက်ကျွန်တော်တို့ထပ်ပြီးတော့အလေးလာကြည့်မယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့အလေးသုံးမဟုတ်အပိတ်ယူတဲ့နည်းဖြစ်ပါတယ်8တိပေါင်းချင်းကို9နဲ့ကြိမ်30လေးတလုံးကြရတယ် 9နှစ်ချိန်78 8နှစ်3ပေါင်းလား73 9နှစ်ချိန်ပေါင်း6ခွန်နဲ့ထပ်ပေါင်းမယ်နောက်ထပ်6က3ချိန်ဆိုတဲ့အတွက်78အပေါ်မှာရှိတဲ့6နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်၄၄6 30 9 30 9ကဆန်95 96ပေါင်း77ရရတယ်ဗနာရလာဒီ3ကိုကျွန်တော်တို့က3နဲ့ထပ်ပေါင်းတာဆိုရင်တဲ့တုံးပေါင်း၄၄ကိုနင်းနဲ့ထပ်ပေါင်းရှင်း၆တဲ့၄၆အလေးတုံးမဟုတ်အပိတ်ပေါ့နော်အဲ့ဒီမှာ963ဆိုတဲ့အတွက် ်တင်းလေးချောက်ထဲကချောက်တလုံးကအလဲထဲနေရာကချပေးသွားတာဖြစ်ပါတယ်။တင်းလေးချောက်မှာ963ဆိုပြီးတော့ဒီမှာရေးပြပေးထားတယ်ပေါ့နော်။ထပ်ပြီးတော့ဒီ83300ရာကိုလည်းကျွန်တော်ပြန်ပြီးတော့လေ့လာကြည့်အောင်။ဒီ83ယူတဲ့အတွက်ခွန်ငါပေါင်းရှင်းကစနစ်3ကဒီမှာ3ကြိမ်ဆိုတဲ့အတွက်ကို9နာကြိမ်30အလဲက9နဲ့ထပ်ပေါင်း9နင်းနာကြိမ်4ခွန်က7ဒီလေးကတစ်ကြိမ်နောက်ထပ်9320နဲ့ခွန်6နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ် ။အဆိုရင်ကျွန်တော်တို့ဒီ9နာချိန်က18နင်းနဲ့ပေါင်းရင်20 6နဲ့6ပေါင်း30ကျန်နေတာက3နဲ့9ပေါင်းရှင်း6ရာတွေအတွက်ကြောင့်မို့8ကိုလည်းအပေါ်ကလူမျိုးပဲ3နဲ့8ပေါင်းရှင်း73 8ကိုနင်းပေါင်း3ရှစ်တိတုံးကအလဲမဟုတ်ရင်အပိတ်ပါတော့အဲ့ဒီမှာရှစ်တိတုံးချစ်တလုံးအလဲနေရာက ခြားပေးသွားတာဖြစ်ပါတယ်ရှစ်တိတုံးမှာ6ရှစ်ခွန်ဆိုပြီးဒီမှာရှစ်အလဲထိုင်နေရာကခြားပေးသွားတယ်ပါနော်ဒါဆိုရင်ဒီခုနှစ်ကြိမ်အတွက်ကီတုံးလုံးအလဲအပိတ်အထိ ြည့်အောင်ပါနော်6နာကျင်7နှစ်3နာကျင်6ခုနှစ်ပေါင်း83 9နာကျင်30တုံးတလုံးပြီးရင်6နာကျင်က7နှစ်တစ်ကတကျင်တစ်ကတကျင်ပါနော်ပြီးရင်63ဒီက78ဖြစ်ပါတယ်အပေါ်နောက်အပေါ်မှာရှိတဲ့6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်အာဆွင်3နှစ်ပေါင်း9 3နှစ်ပေါင်း9 9 9ပေါင်းရှင်း30ဖြစ်သွားတယ်ပေါ့နော်အာဆွင်ကျန်နေတာကအချင်းနဲ့6ပေါင်းရှင်း34 4ပေါင်းရှင်း9ဆိုတဲ့အတွက်ကြောင့်မို့ ငါးကိုလေး3ပေါင်းချင်း600မှာဖြစ်ပါတယ်မတုံပေါင်း88ကိုနှစ်ပေါင်းချင်း30ဆိုတဲ့အတွက်9ချစ်တုံများအထီးကြီးဒီအလေးတုံမဟုတ်အပိတ်ဆိုပြီးဖြစ်မယ်ပေါ့နော်။တနည်းအရာဆိုလို့ရှင်းဖြစ်ပါတယ်။9ချစ်တုံများဆိုပြီးရတာပေါ့နော်။တနည်းအရာဖြစ်ပါတယ်။အဲ့ဒီ9ချစ်တုံများဒီကျွန်တော်တို့ဒီ6တုံများ3တပင်မှာဆိုရင်လေတုံများအလေးထိန်နေရာကခြားပေးသွားခဲ့ဖူးတယ်ပေါ့နော်။ ။အာဆိုရင်ကျွန်တော်တို့ခုနကလုံးပိန်နဲ့တပီးလေလာကြည့်အောင်၅၈၃ညရဲ့ခုနကလုံးပိန်က6ရဲ့ဆိုပြီးတော့အတွေ့အနေနဲ့ကျွန်တော်တို့ဒီမှာတွေ့လို့ရတယ်ပေါ့နော်။68ခုန်တပင်ပါဆိုရင်73နဲ့ခုနှစ်လုံးပိန်နဲ့ဖြစ်ပါတယ်။ဒီခုနှစ်ချိန်မှာတော့၅၈၃ညရဲ့6ရဲ့ဆိုပြီးရနေတာဖြစ်ပါတယ်။ဟုတ်ကဲ့ကံကောင်းကြပါစေခင်ဗျာ။